โอเคအားလုံးပဲမင်္ဂလာပါအဲကျွန်တော်ကတော့ဒီ marketing department တခုရဲ့အဲ issue တွေအနေနဲ့လက်ရှိတောင်းဝင်ဆောင်ရွက်ပေးနေတယ်လို့ပြောပဲအဲကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီ corporate လုပ်ငန်းတွေ SME လုပ်ငန်းတွေအတွက်ကျွန်တော်တို့ဒီ marketing နဲ့ကျွန်တော်တို့ဒီ operation management ဘက်ကိုဆောင်ရွက်ပေးနေတဲ့ရှိုင်းပဲဖြစ်ပါတယ်ဒီမှာကျွန်တော်အဓိကပြောချင်တာကြတော့ဒီကျွန်တော် channel ထဲမှာရှိနေတဲ့သူတွေအနေနဲ့ကျွန်တော်တို့ဒီဘယ် cost ကိုကိုယ်ကရွေးချယ်ပြီးတော့တက်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါအာကျွန်တော်မှာအစုအကောင်ကျွန်တော်တို့ cost ၃မျိုးရှိတယ်အဲတစ်ခုကတော့ကျွန်တော်တို့ဒီ အဲပညာဒါန cost တွေပြောလို့ချင်း supervisor cost နဲ့ပြောလို့ချင်း management cost ဆိုပြီးကျွန်တော်၃မျိုးရှိတယ်အဲပညာဒါန cost မှာဆိုလို့ချင်းဘယ်လိုမျိုးလူတွေတက်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးပါမယ်အဲပညာဒါန cost မှာကျွန်တော်တို့တက်တင်တဲ့သူတွေကကျွန်တော်တို့ digital marketing ကိုကိုယ်ကအရင်စိတ်ဝင်စားတယ်ဒါပေမဲ့ဘယ်ကနေစပြီးတော့လေ့လာရမှမသိဘူးအဲ့လိုမျိုးလူတွေတက်တယ်ပြောတော့ကျွန်တော်တို့ဒီဒီထဲမှာတင်သွားပြီးမဲ့တချို့အချက်တွေဆိုလို့ချင်း digital marketing ဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကိုယ်ကသိသွားမယ်အာပြောတော့ digital marketing နဲ့ traditional marketing နဲ့ different ပါရရှိတယ်ပြောလို့ချင်း digital marketing ပါလဲ traditional marketing ပါလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့အသေးစိတ်ပြောပြပေးသွားမယ်နောက်တစ်ခုကျတော့ဒီကိုက target audience ရွေးချယ်တဲ့နေ့အဲဒါကကျွန်တော် basic cost ဆိုပေမဲ့လဲကိုကဒီ fashion brand ပဲဖြစ်ဖြစ်ကိုရဲ့ဒီကိုပိုင် own brand ပဲဖြစ်ဖြစ် local brand ပဲဖြစ်ဖြစ် something service ပဲရောင်းရောင်းကြိုက်တာရောင်းအဲ digital product ပဲရောင်းရောင်းဒီဟာတွေကိုက right audience ဘယ်လိုရွေးချယ်မလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးပေးသွားမှာ အာဒါကကျွန်တော်တို့ဒီ business cost ဆိုပေမဲ့ဒီဟာတွေကတော်တော်ကြီးအသုံးဝင်တဲ့ cost တွေပေါ့နော်တကယ် operation အာတကယ်လုပ်ငန်းဝင်ထဲမှာလည်းအဲတကယ်သုံးနေတဲ့နည်းလမ်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲနောက်တစ်ခုကျတော့ marketing fan တွေ marketing fan တွေကျတော့ဒီကိုယူချက်လိုက်တဲ့ orient တွေ customer တွေဒီ customer တွေရဲ့ behavior တွေနဲ့ပတ်သက်ပြီးကိုကတိသွားမှာဥပမာ customer တယောက်ကကိုကိုစပြီးတော့ why နှုံးဖြစ်သွားတယ်ဆိုလို့ချင်းဒီ customer ကိုကိုကိုစီက product ပဲဖြစ်ဖြစ်စားပဲဖြစ်ဖြစ်ဘယ်အချိန်မှာဝယ်မလဲဆိုတော့ကိုက တွက်လို့ရတယ်ဆိုတော့ဒီ marketing fan အနေနဲ့ကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်နောက်တစ်ခုကြတော့ကျွန်တော်တို့ about SEO နဲ့ကျွန်တော်တို့ SEM ဆိုရဲကျွန်တော်တို့ဒီ set engineering နဲ့ပတ်သက်တဲ့ကိစ္စတွေပြောပြပေးသွားမယ်။နောက်တစ်ချက်ကျွန်တော် content marketing နဲ့ပတ်သက်တဲ့အားတွေပြောပြပေးမယ်။ following social media marketing နဲ့ပတ်သက်တဲ့ကျွန်တော်တို့အကြောင်းအရာတွေပြောပြပေးမယ်။နောက်တစ်ခုကကျွန်တော်တို့ email marketing ဒီမှာကတော့ကျွန်တော် business course ဖြစ်တာဖြစ်တဲ့တို့ကဒီ theory ဘိုင်းကိုကျွန်တော်တို့အထူးပြုပြောပြပေးသွားမှာ။တကယ်၍ကိုကထပ်ပြီးတော့ဒီ business course ကနေပြီးတော့နောက်ထပ် next level ထပ်တက်ခြင်းလေဆိုလို့ကျွန်တော် supervisor course ကိုဟိုက business course ပြီးတော့မှ supervisor course ကိုထပ်တက်ဖို့အတွက် recommend လုပ်ပါတယ်အာဘာကြောင့်လဲဆိုတော့ business core မှာကျွန်တော်တို့ theory ဘိုင်းတွေပါမယ်ဒီ business core တက်ပြီးသွားမှာကျွန်တော်တို့ supervisor course မှာဆိုလို့ချင်ရင်တကယ် operation design step by step ဥပမာ email marketing ဆိုလို့ချင်ရင်လည်းဘယ်လိုမျိုး true တွေကိုအသုံးပြုပြီးတော့ email marketing ကိုပုံဖော်ထားရဆိုတာမျိုးတွေပါမယ် SEO marketing SEO marketing ဆိုလို့ချင်ရင်လည်းကျွန်တော်တို့ဘယ်လိုမျိုး true တွေကိုအသုံးပြုပြီးတော့အာကျွန်တော်တို့လောက်ဆောင်သွားလဲဆိုတော့ပြောပြပေးပါဘောเนาะနောက်ခုကျတော့ affiliate marketing affiliate marketing ကမြန်မာပြည်မှာတော့ခက်စားတာတော့နည်းတယ်အာသို့တော့ကိုက မြန်မာပြည်မှာပဲဖြစ်ဖြစ် international မှာတော်တော် affiliate marketing ကိုကျွမ်းကျင်ထားပြီဆိုလို့ချင်းဗာအနည်းဆုံးကျွန်တော် business call မှာဗာလဲဆိုတော့သိသွားမယ်အဲလက်တွေ့ပြည်ကျင်နေတက်ကျင်နေဆိုလို့ချင်းတော့ကျွန်တော်ရဲ့ supervisor course ကိုထပ် join နိုင်တယ်အလုံးကျေးဇူးတင်ပါတယ်အဲတင်တဲ့နဲ့ပတ်သက်တဲ့ကျွန်တော်တို့အသေးစိတ်အချက်လက်ကိုသိကျင်နေဆိုလို့ချင်းအဲကျွန်တော်ရဲ့ phone number ကိုလည်းမေးလို့ရတယ်လို့ကျွန်တော်ဒီ video ရဲ့ကျွန်တော်တို့ဒီ comment နဲ့ဒီ description မှာကျွန်တော်အဲတင်တဲ့ join လို့ရတယ်ကျွန်တော်တို့ဒီ form ချပေးထားပါမယ်ကျေးဇူးတင်ပါတယ်